ရန်တန်မှုကြီးရတကယ်ဟီးရိုးပဲတောင်းပြောရအောင်ယုံကြည်ရအောင်ဒီဇိုင်းမနိုင်ရှောက်ရင်းနဲ့ပဲပေါ့နော်အတက်တောင်တိတ်မိမိကျမ်းမာရင်းနဲ့အသက်လွန်အောင်ပါမဖြစ်ဘူးရာသူ music ပေါ်မှာလေးစားဖို့အရန်ကောင်းပါဝေးရတာကြာတယ်ဒီအခိုက်လေးမှာမသူနဲ့လှုပ်တာလည်းအလုပ်လေးကိုပြန်လုပ်ဖြစ်တယ် လူရင်းတော့မတွေ့ဖြစ်ပါဘူး။ဒါပေမဲ့ပြုံးသူသူ့ရဲ့တရေကြီးကအဲ့လိုဖြစ်သွား။စိတ်ထဲမှာတော့တော်တော်ရှော့ဖြစ်တာဗျ။ တကယ်တော့အဒီနိုကဟိုကုထထောင်မှာစီနီယာကြရပြောတာဘာလို့လဲကိုညီထုတ်ခွေနားထောင်တော့အဲကမ္ဘာအသက်ငယ်ဆုံးလေးအဲဒီမှာလည်းပြပါအသက်ငယ်ဆုံးဒရမာပေါ်ပါမယ်ဆိုအဲ့ဒီကကျွန်တော်ကြားဘူးတာပြင်မှာတည်းတည်းဝင်က2009လောက်ဖြစ်မယ်အဲ့နေကအေဗန်တကူအစီအစဉ်တော့ဒီကိုညီမောင်တို့ဒီတာတည်းကိုညီမောင်တို့နဲ့ဒရမာလေးတယောက်ဟိုဟာဖြစ်မယ်ပါညာပါဆိုတာနဲ့အဒီလိုရှိရဲ့ အဲ့ဒါနဲ့စပြီးပေါင်းပြစ်တာပေါ့အဲ့ဒီ event ဒီနောက်ပိုင်းမှာထွက်လာမှလည်းတူတယ်ပြီးတော့မှဟိုဝီလာတို့စိတ်ကူးတို့ဘက်ကကျွန်တော်တို့အဲ့စုမိသွားတာပေါ့ PP ကို project တုန်းနဲ့အဲ့အဲ့ event လေးမှာစပြီးအဒီလုံနဲ့စပြီးတော့စုမိကြတာ တော်ချစ်စရာအရန်ကောင်းလာတာကျွန်တော်တို့တော့စိုက်ကြီးပင်မဲ့ဟိုအရန်ချစ်ဖို့ကောင်းတဲ့ညီလေးပဲအားလုံးပေါ်မှာပေါ့ तू ကချစ်စရာကောင်းတဲ့လူပုံပုံတရားပေါ့အဲ့ င်းနေကြပြီမဲ့ဗျာကျွန်တော်တို့ဘယ်လိုပြောမလဲ तू ကလည်းကိုရီအခုချိန်ကြီးရင်ထဲမှာရှိတော့ခွေးကလည်းရင်ထဲမှာရှိတော့နောက်တက်တက်ဆိုင်သူနဲ့အလုပ်လုပ်ခဲ့တဲ့အခွေကအကြောင်းကြောင်းနောက်ကျနေတော့ဒီအပိုင်းကမှမစ်စင်ဆွဲပြစ်တာဆွဲပြစ်တော့သူ့အကြောင်းကြီးကပြောပြနေတာတော်တော်အမှတ်တရပေးသွားပါဗျာဒီဒီကာလာလေးအချိန်တိုလေးအတွင်းမှာဟုတ်တယ်ဝေးနေတာကြားတယ်ဒီအခိုက်လေးမှာမသူနဲ့လှုပ်တာလည်းအလုပ်လေးကိုပြန်လှုပ်ပြလူရင်းတော့မတွေ့ပြပါဘူးဒါပေမဲ့ပြုံးသူသူ့ရဲ့တရေကြီးကအဲ့လိုဖြစ်သွား စိတ်ထဲမှာတော့တော်တော်ရှော့ဖြစ်တာဗျ။ရဟန်းတံမိုးကြီးရယ်တကယ်ဟီးရိုးပဲဗျ။ဒါမျိုးကယုံကြည်ရအောင်ဒီဇိုင်းမမိုက်ရှောက်ရင်းနဲ့ပဲပေါ့နော်။အတက်တောင်တိတ်။မိမိကျမ်းမာရင်းနဲ့အသက်ကုန်အောင်ကမဖြစ်ဘူးဗျာ။သူ music ပေါ်မှာစ။လေးစားဖို့အရန်ကောင်းပါ